မွေးမေးဆိုတာလူပြည်မှာလူသားတယောက်ဖြစ်လာတာပေါ့နော်အဲ့ဒီဖြစ်လာတဲ့လူသားလေးကဘလို့လူသားလေးဖြစ်ရမှာတော့ဒါလေးကိုအရင်စဉ်းစားရမိမိနဲ့တကွဘဝတို့လူသားတွေအတွက်အကျိုးရှိမဲ့လူသားလေးဖြစ်ရဒါနံပါတ်1အစဉ်ပေါ့နော်အဲ့ဒါဆိုရင်လူကောင်းမိမိနဲ့ဘဝတို့လူသားတွေကိုအကျိုးပြုနိုင်တဲ့ လူသားဖြစ်ရင်ဒါအမတန်တန်ဖိုးရှိတဲ့လူသားတရားပေါ့နော်တကယ်၍အဲ့ဒီအစ်စ်မှမရှိဘူးမိမိနဲ့ဘဝတဲ့လူသားတွေရဲ့အကျိုးကို မပြုတ်နိုင်ဘူးဆိုရင်တော့မှမိမိနဲ့ဘဝတို့လူသားတွေကိုဆင်းရဲဒုက္ခရောက်အောင်မလုပ်တဲ့သူအဲ့ဒါဆိုရင်ဆိုနှစ်ဆင့်မရှိနော်လုံးဆင့်မရှိဘူးနော်အခုလူတွေကိုမြဲပြန်ကြည့်လိုက်ဘယ်လိုလူတွေအတန်ဖိုးရှိတဲ့လူတွေလဲလို့ဆိုလို့ရှိရနော် လူသားတွေရဲ့ကောင်းကျိုးကိုဆောင်ရွက်တဲ့သူတွေကိုလူကောင်းတွေလို့သတ်မှတ်တာပါပဲเนาะတန်ဖိုးရှိတဲ့လူလူကတန်ဖိုးရှိတဲ့သူနဲ့တန်ဖိုးကြီးတဲ့လူပြောပါလေရှိတယ်လို့မရှိတာလည်းဘာမှမဆိုရှိတာပေါ့เนาะတန်ဖိုးကြီးတဲ့သူနဲ့တန်ဖိုးသေးတဲ့သူလို့ပြောရမှာပေါ့เนาะတန်ဖိုးကြီးတဲ့လူတွေဆိုတာဘယ်လိုလူတွေလို့ဆိုတော့လူတွေအလုံးကို အကျိုးရှိမဲ့ပစ္စည်းတွေကိုတီထွန်ကြံစားတဲ့ပုံစံတွေကိုခေါ်တာ ဥပမာဈေးပစ္စည်းတီထွင်းသွားတယ်။သူကတီထွင်းသွားတယ်တဲ့သူဈေးနဲ့လူတွေယောဂါတွေပြောက်ကြတယ်။ဟုတ်တယ်မလား။ဒီလူဟာလူအများကိုနော်။တခါတည်းကိုအကျိုးရှိအောင်လုပ်ပေးရတယ်နော်။အဲ့ဒါနဲ့ပတ်သက်ပြီးတော့ပနစလင်ဈေးဖော်ဆတဲ့အကြောင်းလေးကိုငါဖော်ပြတာ။အဲ့ဒီလူကသူ့အတူအဲ့ဒီတုန်းကလူတွေတအားဖြားတာ။ဖြားပြီးသေးကြတယ်။ အဲ့ဒီအဖျားပြောက်တဲ့ဈေးကိုသူကကြာတာထွန်းတာသူကသူထွန်းတာနော်သူကသူထွန်းပြီးတော့နောက်ပိုင်းသူရလာပြီဖော်မြူလာတွေရလာပြီဖော်မြူလာရလာတဲ့အခါကျတော့စမ်းကျင်တယ်သူကသူဈေးဆွမ်းလားမဆွမ်းလားဘူးတော့မှစမ်းမခံရအစမ်းခံရတယ်သူကသူစမ်းကြည့်တာတေးသွားတာဗျာသူကနော်တေးသွားတာဒါပေမဲ့လို့သူရှားဖွေးတွေ့ရှိခဲ့တဲ့ဖော်မြူလာမှတ်တမ်းကြီးကကြံရေးခဲ့တာ ြံရဲကတော့အဲ့ဒီမှတ်သားရတဲ့နောက်လူတွေကဆက်လုံလိုက်တဲ့ခါကျတော့အောင်းမြင်းသွားတာဒါမင်းတို့ငါတို့တော့ငါတို့တော့ငငယ်တုန်းကဖျားရင်မနေစင်ထိုးတာပဲလေဆရာဝန်တင်တော့အခုတော့မရှိတော့ဘူးဘယ်လိုစင်လဲစီအာအဲ့ဒီကြမ်းမဒီလူဟာလူသားတွေအတွက်သူ့အသက်ဆုံးပြီးတော့ပစ္စည်းတစ်ခုကိုရှာဖွေသွားတာနော်အမတန်တန်မိုးရှိတဲ့လူတယောက်နော်တန်မိုးရှိတဲ့လူတယောက်ဒါဒါကြိုးရှိတာလို့ဒီဆေးတွေတီထွန်တဲ့ပုဂ္ဂိုလ်တွေကလူသားအလုံးကိုကျေးဇူးပြုတာ အခုလောလောဆယ်ဆယ်노베수ဆိုတာကိုဒါနော်မင်းတို့လည်းဒီပါတဲ့တနေ့ခေစားလားနော်အဲ့ဒီ노베ကလည်းပဲ노베수ဖြစ်တဲ့တမိုင်းကိုကြည့်လိုက်တဲ့အခါကျတော့ဒီကောင်ကသူကအင်ဂျင်နီယာအင်ဂျင်နီယာလို့တော့သူကဘယ်မှာတာဝန်ယူရတော့ဆိုတော့လမ်းဖောက်တဲ့နေရာတာဝန်ယူရတာရထားလမ်းဖောက်တာရထားလမ်းဖောက်တောင်ကြီးတွေဖြိုရတာလှန်ကောင်းကြီးတွေတူးရတာဟိုရှိကိကောကမမေးဘူးလေပေါက်ပေါက်ပေါက်ဆိုင်ပေါက်ချွန်းတင်ချကြရတာဟုတ်ကွာ တအားလူတွေဆင်းရဲဒုက္ခရောက်ပြီးတော့ထိခိုက်ဒဏ်ရာတွေရတာကိုသူကမြင်တဲ့အခါကျတော့ဒီလိုလူတွေပင်ပင်မမမလို့ဖဲနဲ့ဒီတောင်ကြီးတွေကိုဖြိုနိုင်အောင်ဘယ်လိုကြံစားရရင်ကောင်းမလဲဆိုတာကိုသူကစဉ်းစားတာစဉ်းစားရင်းနဲ့ဒိုင်နမိုက်ဆိုတာသူ့တီထွင်တာအဲ့ဒီဒိုင်နမိုက်ပေါ်လာလားနော်ဒိုင်နမိုက်တီထွင်တာဒီဒိုင်နမိုက်နဲ့ဒီတောင်ထဲကိုထိုးဖောက်ပြီးတော့ထည့်ပြီးတော့ဖောင်းလိုက်လို့ချင်းတောင်ကြီးကကလည်းဖောင်းလန်ကျဲသွားတာအသာကုန်းကောက်ရုံနဲ့ကြောက်တုံးနေဘာမှပေါက်စင်ပေါက်စရာပေါက်ချုံလည်းမလုပ်တော့ဘူး တောင်တလုံးဆိုခန္ဓာလေးနဲ့ပြီးတာဒိုင်နမိုက်နဲ့ခေါ်တာရင်လေအဲ့ဒီကောင်ကဒိုင်နမိုက်တီထွန်တဲ့ကောင်မိုးပဲဆိုတာသူ့သူ့နာမည်နော်အဲ့သူ့နာမည်ကမဲ့နိုဘယ်ဖြစ်လာတော့တော့စိတ်ထားကောင်းတယ်ဆိုတာကငါပေါ်လို့ပြောမလို့ပါနော်အဲ့ဒီလုံနဲ့သူကဒိုင်နမိုက်တီတီထွန်ပြီးတော့ဒီအစောအူတီစောက်တဲ့နေရာဒီကားလန်းတွေဖောက်တဲ့နေရာဒီမှာတုံးဖို့ရောင်းချကော်မတီထောင်းပြီးရောင်းချပြသချမ်းသာနောက်ပိုင်းကျတော့သူ့ဒိုင်နမိုက်ကိုဘယ်သူတွေကယူသုံးလို့ဆိုတော့စစ်တပ်တွေကယူသုံးတာ မိုင်းတွေထောင်ကြတာလူတွေခြေပြက်လက်ပြက်တွေဖြစ်ကုန်အဲ့ဒါလေးကိုမြင်တဲ့အခါကျတော့သူစိတ်ပြက်သွားဝမ်းနဲ့သွားလားဩငါကတော့လူသားတွေကောင်းကျိုးအတွက်တီထွင်ခဲ့တာလူသားတွေမပင်မမဆင်းရအောင်ဆိုပြီးတော့တီထွင်ခဲ့တာဒါပေမဲ့လို့ငါတီထွင်တဲ့ဗန်းနဲ့မိုက်ကိုအခုစစ်ပွဲတွေမှာပုံပြီးတော့လူတွေခြေပြက်လက်ပြက်တွေဖြစ်ကုန်ပြီငါကြောက်ဆိုပြီးတော့အဲ့ဒါတေးတန်းသာရေးခဲ့တာကသူကသူ့ပိုင်ဆိုင်တဲ့ပစ္စည်းတွေကို အဲ့ဒီလိုစေပွဲကြီးတွေမဖြစ်အောင်ညီငယ်ကြီးလုပ်တဲ့ပုံကိုကိုစုပေးပါဆိုပြီးပေးရတယ်။မိုးပဲသူဖြစ်သွားတာ။ညီငယ်ကြီးတို့ပဲသူဆိုတာမကဲ။ဘလို့စိတ်သားကောင်းနော်။တန်ဖိုးကြီးတဲ့လူဆိုတာအဲ့လိုမျိုးတွေကိုပြောတာပါ။နော်။စိတ်သားလည်းကောင်းမှရမှာ။ဟိုတီထွင်တားယူနေတော့မရဘူးလေကွာ။အခုကနုမြူတီထွင်တဲ့ကောင်းနေဟုတ်လား။ဟိုဟိုလေတီထွင်တဲ့ကောင်းနေကြည့်ပါလားလို့လက်နဲ့တီထွင်တဲ့ကောင်းနေ။သူတို့လည်းဒီတော့တီထွင်တာပဲလို့ဒါပေမဲ့သူတို့တီထွင်တာကလူသားအကျိုးပြုပစ္စည်းမှမဟုတ်ပဲနဲ့ဟုတ်တယ်မလား။ အဲ့တော့လူသားအကျိုးပြုပစ္စည်းကိုတီထွင်ပြီးတော့လူသားတွေအကျိုးကိုတင်ပို့နိုင်တဲ့သူဆိုရင်ဒီလူဟာတမိုးရှိတယ်တမိုးရှိတဲ့လူသားပေါ့နော်တမိုးရှိတာကိုကအဲ့ဒါမျိုးမလုံနိုင်ဘူးဆိုရင်လည်းငါတို့မလုံနိုင်ဘူးဆိုပြီးတော့စိတ်ပျက်စရာတော့မလိုဘူးခဏကပြောတဲ့ဒုတိယအဆင့်ကိုကြောင့်လူတခြားလူသားတွေဒုက္ခမရောက်အောင်ငါနေသွားမယ်ထိုင်းသွားမယ်ဆိုလို့ရှိရင်ဒါလည်းတမိုးရှိတဲ့လူပဲဘယ်သူမှဒုက္ခမမေးဘူးလေ ာတန်ဖိုးရှိတာပဲသူလက်တန်ဖိုးရှိတာပဲเนาะဟောလူကိုတန်ဖိုးတွက်လို့ရှင်အဲ့ဒီလိုတွက်တာအဲ့ဒီလိုတွက်လိုက်တဲ့ခါကျတော့မှမြတ်စွာဘုရားရဲ့မဂ္ဂင်၈ပါးထဲမှာပါတဲ့တမအာဇီဝဆိုတာအဲ့ဒီကြမှာဒီပဲပေါ်တာတမအာဇီဝမြတ်စွာဘုရားပြတာကောင်းသောအတ္တမေဝဉ္ဉင်ဖြစ်ပါစေလို့ဘုရားအဲ့လောက်လေးတွေဟောလိုက်တာဘုရားဆိုတာကတော့ဟိုရှေးကြီးလျှောက်ပြောလို့မရဘူးလေစကလုံးချင်းချင်းလေးသုံးလိုက်တာ ောင်းတဲ့အတ္တမွေးဝမ်းကြောင်းဖြစ်ပါသေးဆိုတော့ခုနကနိုဘယ်ကိုကြည့်လိုက်လေနော်သူတည်ထွန်းတာအကောင်းပဲလေနော်အကောင်းပဲတိုးတော့သူတည်ထွန်းတဲ့ပစ္စည်းကိုစစ်ပွဲတွေမှာယူသောရာကနေပြီးတော့မကောင်းဖြစ်သွားတာလေမကောင်းဖြစ်သွားတဲ့ခါကျတော့သူကနေပြီးတော့အဲ့ဒီစစ်ပွဲကြီးတွေမှာဖြစ်အောင်တားနေတဲ့ပုဂ္ဂိုလ်ညဉ့်ညာရေးဆောင်ရွက်တဲ့ပုဂ္ဂိုလ်ကိုစုစုချပါဆိုပြီးတော့လုပ်ပလိုက်တာဆိုတော့တစ်ဖက်လာလေဟာဒါဖျားခေါ်တဲ့တမအာဇီဝဆိုတာဒါပြောတာဆိုတော့ လူတိုင်းလူတိုင်းဟာလူဖြစ်လာရင်တော့ကိုယ်လူဘဝလေးအသက်ရှင်အောင်ကတော့လောက်ကြရမှာပဲလေအဲ့ဒါအာဇီဝခေါ်တာပဲအဲ့ဒါမွေးတဲ့ခေါ်တာပေါ့နော်မွေးကြတာပဲလေကွာလူတိုင်းတကုတ်ကုတ်တဲ့ခေါ်တော့မြေရှင်အောင်မွေးကြတာပဲလေအဲ့ဒီကိုယ်အသက်ကိုရှင်အောင်မွေးတဲ့နေရာမှာသူတပတ်သားဆင်းရဲဒုက္ခရောက်အောင်လှုပ်ပြီးမှကိုယ်အသက်ရှင်တာဆိုရင်မကောင်းဘူးတဲ့ဘုရားအဲ့လိုပြောတာနော်သူများကိုမင်းညင်မနေဆက်ပြီးမှမဲအသက်ရှင်ရမှာဆိုဘယ်လိုလို့မင်းကကောင်းမှာဟုတ်မလားမဲအသက်ရှင်ရတာကိုကမကောင်းတော့ဘူး အသက်ရှင်ရတာမကောင်းရင်မဲ့လူပါလဲလူကောင်းမဖြစ်တော့ဘူးလေအဲ့တော့သူနှမကိုဒုက္ခမပေးတဲ့နည်းနဲ့အသက်ရှင်ပါတဲ့ရှင်အောင်လုပ်ပါတဲ့အဲ့ဒါတမအာဇီဝပဲအမကင်ရှင်ပါနိဗ္ဗာန်ရောက်ကြောင်းလေဆိုတော့အဲ့ဒါလေးကငါတို့ကသိရမှာပေါ့အဲ့တော့လူဒီမှာလူသားတော်ငါတော့လားလူလားဖြစ်ပြီပေါ့ငါဖြစ်တဲ့လူသားကို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 ပြန်ပြီးတော့စစ်လိုက်ပေါ့ငါလူသားတွေဘဝတူလူသားတွေရဲ့အကျိုးဘာတွေဘာတွေငါသိဖို့နိုင်ခဲ့သလဲလို့ကြည့်လိုက်လို့ ရှားတွေ့တယ်ဆိုရင်ဒါကိုယ့်ကိုယ်ကိုဝမ်းမြောက်ဝမ်းသာဖြစ်ရမှာ။ဟောငါသက်ရှင်တာကောင်းတော့သက်ရှင်ခြင်းပဲပေါ့နော်။အဲ့ဒါရှားလို့မတွေ့ဘူးဆိုရင်လည်းစိတ်မပြေခုနကပြောတဲ့ဒုတိယအရှင်။ငါရှားလို့သားတွေဒုက္ခရောက်အောင်ငါဘာတွေလုပ်ခဲ့လဲကြည့်လိုက်။ကြည့်လိုက်လို့မတွေ့ဘူးဆိုရင်အဲ့ဒါလည်းဝမ်းမြောက်အောင်နော်။အာငါအတွက်တော့ဘာမှမဆိုင်တဲ့ဒုက္ခမရောက်ဘူးဆိုရင်လေ။အဲဒါငါမင်းငါဘာဟောရမှန်းမသိလား။အဲ့ဒါသီလဆိုတာအဲ့ဒါပြောတာ။မာနတိပါဒဟုတ်တယ်မလား။ အရင်ကတည်းကသူမဥဒ္ဒါမခိုးတဲ့ဆိုတာအဲ့ဒါတိပရခိုးဆိုတာသူတို့ကဆင်းရဲဒုက္ခရောက်အောင်လုပ်တာလေဒီရဲ့သိခိုးတာဆိုလည်းသူတို့ကဆင်းရဲဒုက္ခရောက်အောင်လုပ်တာလေလိန်နာလည်းသူတို့ကဆင်းရဲဒုက္ခရောက်အောင်လုပ်တာလေအဲ့ဒါတွေမလုံးနဲ့လို့ပြောတာရဲ့အဲမင်းတို့မင်းတို့တိလာတိလာထိန်တိလာထိန်ဆိုတော့ဘုန်းကြီးတွေကဟောတဲ့ကကျတော့ဘာမှမသိဖြစ်နေအဲ့ဒါပါပဲပါနော်ဒီတော့တရားတွေကအဲ့ဒီလိုစဉ်းစားလိုက်ဟိုလိုကြီးလေးပါဠိကြီးတွေနဲ့ဘုန်းကြီးကဟောတဲ့ကကျတော့သိပြီးတော့နည်းနည်းခက်ခဲပြီးတော့ငါတို့မကျင့်နိုင်ဘူးလို့ထင်မှဆိုလို့မကျင့်လို့ရတယ်လိုက်နာလို့ရတယ်အဲ့ဒါတိလာပဲ နော်မင်းဒီတစ်ပါးသင်ရတော့ရအောင်မလုပ်ဘဲနဲ့ငါနေသွားမယ်ဆိုရင်မင်းကတိလာရှိတဲ့လူတယောက်ဖြစ်သွားပြီနော်တိလာရှိတဲ့သူဖြစ်သွားပြီလေအဲ့ဒါပဲအဲ့ဒါအဲ့ဒါဆိုလို့ရှိရင်ဒါလူကောင်းတယောက်ဖြစ်သွားပြီလေအေးအဲ့ဒါလေးကိုမွေးနေ့ရောက်ရင်အဲ့ဒီလိုစဉ်းစားပြီးတော့ဘဝကိုရှင်သန်သွားမှာနော်ကဲလို့အဲ့ဒါလေးနဲ့ရည်သက်ချအောင်